နှစ်ယောက်လုံးကတော့ကျွန်တော်တို့တော်နိုင်အင်အားစုနဲ့ကြည့်မယ်ဆိုရင်ရန်သူတွေကြီးပဲဒါပုံရင်လည်းပြောတာဟုတ်နော်ဇော်ဘောဟိဆိုလည်းတော်နိုင်အင်အားစုတွေနေနဲ့ဖမ်းလို့ရရင်ဖမ်းမဲ့လူမျိုးပဲအဲဟိုမိုးမိုးခိုင်ဆိုပို့ဆိုတဲ့ဘယ်မှာမှာပေါက်ပန်းလေးတွေပါမိုးမိုးခိုင်ရတော့ဒါပေမဲ့တူတို့နှစ်ယောက်ကိုကျွန်တော်တို့ကရန်သူဆိုတဲ့အမြင်နဲ့မကြည့်ပဲနဲ့တို့ဘက်အချမ်းကနေအမြင်နဲ့ဝမ်းကြည့်ပေးမယ်ဆိုရင်တော့ဇော်ဘောဟိဘက်မှာအပြည့်ဝရှိတယ်ဒါဟိုကျွန်တော်တို့ပဲအချမ်းအမြင်တာမဟုတ်ဘူးလို့တို့ပဲအချမ်းမျိုးဇော်ဘုံပဲအပြည့်ဝရှိတယ်ဒါပေမဲ့ဒီမိုးမိုးခိုင်တို့ဘာလို့လဲလောက်ရတဲ့ကြည့်တိုင်းပြည်အတွက်ပြည်သူအတွက်လုပ်နေကြတာမဟုတ်ဘူးကိုဂျိုးရလို့ကိုဂျိုးရဖို့အတွက်နော် အမျိုးတိုင်းဆိုတဲ့နာမည်တွေနဲ့အလွဲတုံးစမ်းတော့ပြီးလို့ရှိရင်ဗာမင်းအောင်နိုင်အရှိမအလန်ကြီးနဲ့ကလောက်ကစောက်ဖောလို့လို့စောက်ယူလို့လို့ဒီလိုဟာမျိုးတွေကပါတီတစ်ခုရဲ့ခေါင်းဆောင်တွေဟာတေရောပါဗျာဟမ်သူများနိုင်ငံနော်လာတဲ့ဒီသွတ်တော်အမှတ်တွေပါတီတွေတွဲဆုံစကားပြောမယ်ဆိုရင်တော့ဟာဒီမြန်မာနိုင်ငံကောင်လေခေါင်းဆောင်ကောင်လေကြောက်ကောင်လေးပါလားဒီလိုကောင်လေးခေါင်းဆောင်လေးဟာမင်းတို့မြန်မာခေါင်းဆောင်တွေပါအဲ့လိုပြောကြထိမဲ့ကွာနော်ကြိတ်ငုံမောက်ကိုင်တို့ဟာမျိုးစုဒါကြောင့်မလို့ဒီငုံမောက်ကိုင်ရဲ့ဇော်ကောင်းင်းနဲ့ပြက်တနာဆိုရင်ဒါဇော်ကောင်းင်းဘက်ကမင်းတို့ဘောမှာရှိတယ်နော်ဒါကအမှန်တရားပြောတာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အဖသားမဖုံးနဲ့ အပသမီမိုးမိုးခိုင်ပွဲမှာမဖုံးဘက်ကယက်တီမယ်လို့အမေသားကြီးကိုစီးသုံးသက်ချက်ရုတ်တန့်နဲ့အတူမြင်းမျိုးမှကျွန်းစုမျိုးနယ်သို့လာသည့်အမြန်ရည်ရင်တစည်းကိုစစ်တပ်ကဖမ်းဆီးပြီးလူငယ်20ကျော်ကိုပေါ်လာဆွဲဖမ်းဆီးသွားတဲ့ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ပါရစေ။တနင်္လာရီတိုင်းမြင်းမျိုးမှ ကျွန်းစုမြို့နယ်သို့လာသည့်အမြန်ရည်ရင်တစည်းကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးပြီးလူငယ်20ကျော်ကိုပေါ်လာဆွဲဖမ်းဆီးသွားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည့်မေလ9ရက်နေ့ညနေ4နာရီခန့်တွင်မြိတ်မြို့မှကျွန်းစုမြို့နယ်သို့ဆင်းလာသည့်အမြန်ရည်ရင်တစည်းလုံးကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးပြီးအမြန်ရင်တွင်လိုက်ပါလာသောအမျိုးသားများအလုံးကိုပေါ်လာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ရင်အမြန်ရင်ရင်ထဲတွင်အမျိုးသားနှင့်အမျိုးသမီးလူဦးရေ60ခန့်ပါဝင်ပြီးအမျိုးသမီးအားလုံးကိုပြန်လွတ်ပေးခဲ့တော်လဲအမျိုးသားလူငယ်20ကျော်ကိုစစ်မှုထမ်းရန်ဗလာမပါသောမဲများ၌ခိုင်းပြီးလူငယ်အားလုံးမဲပေါက်သည်ဟုဆိုကာဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်အဆိုပါရေရင်တွင်လိုက်ပါသွားသောအမျိုးသားများ၏မိသားစုဝင်တချို့နှင့် ဖုန်းအဆက်အသွယ်ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်မှုထမ်းရန်ဖောင်းဖြည့်ခိုင်းနေကြောင်းသိရှိရသည့်စစ်တပ်ကဆက်လီကိုဝင်စီးပြီးတာနဲ့လူငယ်တွေအကုန်စစ်မှုထမ်းဖို့မဲနိုင်ရမယ်ဆိုပြီးနှိုက်ခိုင်းတယ်။ ဘလာမပါဘူးမဲတွေကလူငယ်အကုန်လုံးမဲပေါက်တယ်လို့သိရတယ်အဲ့ထဲမှာကျွန်တော်အတိမိတ်ဆွေတွေလည်းပါတယ်မနေ့ကအဲ့ဒီအမြန်ရင်ကိုဖမ်းဆီးလိုက်လို့တရင်ကြပြီးချင်းသူ့ကိုဖုံးဆက်လိုက်တာဖုံးဆက်သွဲရတဲ့စစ်မှုထမ်းဖို့အတွက်ဆေးစစ်ပြီးဖောင်ဖြစ်နေရတယ်လို့သိရတယ်ဟုဒေတာပြည်သူတဦးကပြောဆိုသည်ဇော်ဘုံဟောင်းနဲ့တက်ကောင်းမှမိုးမိုးခိုင်တယ်ပွင့်နော်ဘာဖြစ်လို့ဒီဗီဒီယိုကန်ဂျန်ရီရှင်းလို့ဆိုတော့သူတို့အချင်းချင်းတောင်မှသူတို့ရဲ့စိတ်သက်တည်းကဘယ်လိုရှိလဲဆိုတော့နေအောင်ပြတ်နော် အဲမိုးမိုးခိုင်ဆိုတာကတော့ဘာပါတီလည်းမသိဘူးခြားပါတီလည်းဘာလဲတော့မသိအဲ့ဒီပါတီရဲ့အတွင်းမှုဆိုတာဥက္ကဋ္ဌဆိုတာနော်လူရုပ်ကိုလည်းကြည့်ပါလိုက်ညင်ရိုးတဲ့ကြက်တွေရှိတဲ့ရုပ်ကိုမပေါ့နော်အဲ့ဒီမိုးမိုးခိုင်တဲ့ဇော်ဝုန်းခိုင်တဲ့ပြက်လာတဲ့နာမိုးမိုးခိုင်ရဲ့ဇော်ဝုန်းခိုင်ကိုတရားစွဲထားတယ်ဒီကိစ္စနဲ့ပတ်သက်လို့သူတို့တွေဘာတွေဆက်ပြောကြတယ်ကျွန်တော်တို့ကြည့်ပါနော်ပါတယ်2025ခုနှစ်မေလ10ရက်နေ့ပေါ့เนาะငွေရှိတဲ့နေ့ရက်တွေပေါ့မနေ့ကကိုယ့်ရဲ့နေ့ညပိုင်းမှာเนาะကိုစောဘုံဟိတ် လွင့်သွားတယ် like နဲ့ပတ်သက်ပြီးတော့ကျွန်မအတိအကျတော့ချက်သွားမှာဖြစ်ပါတယ်နော်။ညကကိုစောမင်းသူ့ရဲ့ like ကနေသူ့ရဲ့ YouTube ကနေပြီးတော့ဒီတော့ချက်သွားတဲ့အကောင့်မှာနော်အဲ့ဒီမှာကသတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့တောင်းမှန်ပဲဆိုတဲ့ဒိဋ္ဌိနော်။သူကဘာဒိဋ္ဌိတောင်းမှန်ရမှာလဲဆိုတဲ့စကားရဲ့ဒီအပေါ်ဒီမှာကျွန်မရှင်းပြသွားပါမယ်။ကျွန်တော်ကိုတောင်းမှန်လာရတာပဲဖြစ်စေရမယ်။ဟာကျွန်တော်ဒီနေရာကနေရဲရဲဝံ့ဝံ့တော်ရဲတယ်။ဟာလွယ်နေတယ်။ကျွန်တော်ကိုတောင်းမှန်လာရတာပဲဖြစ်စေ တော်မျိုးလို့ရေကျွန်မတော်မှုခင်ဖြစ်ပါတယ်2020ပြည့်နေတော့ဟုတ်ပါတယ်ဘွယ်လောက်ပြီးတော့တောင်းမှန်မယ်ဆိုတဲ့ကိစ္စเนาะသူကဘာကိစ္စကြောင့်တောင်းမှန်မှာလဲဆိုတဲ့စကားရဲ့ဒီအပေါ်ဒီမှာကျွန်မရှင်းပြသွားပါမယ်ကျွန်မကိုမနေ့ကပေါ့နော်9ရက်နေ့မှာနေ့လဲ7နှစ်မာကြီးထိုးကန်နေတော့မှာပေါ့7နှစ်မာကြီး50လောက်မှာကိုစောဟိုကိုခေဖုံးကဆိုသူပေါ့နော်ဒါကျွန်မတို့ဒီမျိုးသားရေးသမားတွေကိုခေဖုံးကဆိုတာလည်းတော်တော်ခွတ်တိုင်းသမားတွေဒါပါခွတ်တိုင်းသမားခေဖုံးကဆိုတဲ့သူကကျွန်မယနေ့အချိန်ထိကျွန်မမမြင်ဘူးသေးဘူးနော်အပြင်မှာလည်းမမြင်ဘူးသေးဘူးကိုခေဖုံးကဆိုတဲ့သူက တကယ်တော့လေအမျိုးသားရေးဆိုတဲ့စကားလုံးကအင်မတန်ကိုကြီးကျယ်ပါတယ်မုံမြတ်ပါတယ်နော်တန်ဖိုးရှိတဲ့စကားပါဒါပေမဲ့လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာအမျိုးသားရေးဆိုတဲ့စကားကိုအတလွဲအတုံးချပြီးတော့ကိုချိုးစည်းပွားအာဏာရဖို့အတွက်အတုံးချတဲ့နေရာမှာဖြစ်နေတဲ့အတွက်အမျိုးသားရေးလို့ပြောလိုက်တာ ਨੇ လူတွေကထွေဆိုတဲ့စကားလုံးနဲ့တွဲပါနေတာတကယ်တော့ကိုအမျိုးအကိုချစ်တာကိုအမျိုးအကိုဆောက်ရှောက်တာအင်မတန်မုံမြတ်တဲ့အလုပ်အင်မတန်ကောင်းတဲ့အလုပ်နော်ဒါပေမဲ့လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့အမျိုးသားရေးဆိုတဲ့အလုပ်ကနံပါတ်1ကိုအမျိုးအကိုကိုရှစ်တယ်ကိုအမျိုးအကိုကိုဆောက်ရှောက်တာမဟုတ်ဘူး ကိုအမျိုးကိုချစ်တယ်ဆိုပြီးသူများအမျိုးကိုရန်လုပ်တာနော်ကိုအမျိုးကိုစောက်ရှောက်သလားမသိတော့လေအဲ့အမျိုးသားရေးဆိုတဲ့ကောင်တွေဘယ်ပြည်သူအကျိုးမှလုပ်တာမရှိဘူးချင်းချင်းတို့နေရာရရေးအတွက်နော်ဟိုအပေါ်ဖားအောက်ကိုဖိပေါပိုင်းလေးတွေလုပ်ကိုရရေးအတွက်အမျိုးသားရေးဆိုတဲ့စကလုံးကိုတုံးပြတာတကယ်တော့အမျိုးသားရေးဆိုတာနော်ကိုအမျိုးတိုးတက်ဖို့အတွက်ကိုဟာကိုအမျိုးပေါ်မှာအမျိုးသားရေးစိတ်ဓာတ်ရှိနံပါတ်၁ကိုလူမျိုးကိုအခြားလူမျိုးတွေကလင်းစားလာအောင်တန်ဖိုးထားလာအောင်လုပ်တာကျွန်တော်ပြောတာမှားလားနံပါတ်၂နော်ကိုလူမျိုးကိုပြောလိုက်တယ်ဗာလူမျိုးကဟာဒီလူမျိုးတွေအရင်ကြီးတယ်ဟဲ့ ကောင်းသတင်းတွေကိုသူများပြောလာအောင်လုပ်နိုင်အောင်အဲ့ဒါမှအမျိုးကိုစောက်ချောက်တယ်အမျိုးကိုချစ်တယ်။နောက်ကိုအမျိုးကိုချစ်ပါတယ်ပြောပြီးသူများမျိုးငါနဲ့တော့တတ်မှဖြစ်မှပြောနေတာအဲ့ဒါအမျိုးသားရေးလုပ်တာမဟုတ်ဘူးစောက်ပြက်တနာရှာတာခေါ်တယ်။လက်ရှိမြန်မာပြည်မှာအမျိုးသားရေးလို့ပြောတဲ့ကောင်တွေကအမျိုးသားရေးကိုလူမျိုးဂုံတက်ဖို့အတွက်ကိုလူမျိုးတန်ဖိုးရှိဖို့အတွက်လုပ်နေတဲ့ကောင်တယောက်မှမရှိဘူး။သူများလူမျိုးပုတ်ပောက်ပန်း၄၀ပုတ်ခတ်ဆွဆွဆွဆိုပြဿနာရှာတဲ့ကောင်ကြီးပဲ။ဒါကြောင့်မလို့အမျိုးသားရေးဆိုရင်လူတွေကထွေလို့ဖြစ်နေကြတာ။အဲ့ဒါဖြေပေးတာ။ကျွန်တော်ပြောစကားမှားရင်လည်းခဲ့တာ။

တာတွေဟုတ်တယ်ဘာမှမသိဘူးဟုတ်တယ်နော်ကြီးကြတယ်ကျွန်တော်ကြီးပြီးကြတယ်ဒီမှာလေးကိုစော်ကားနေတာတွေအခုဒီမှာလေးကဒီနာမပါပါတဲ့ဟိုအစော်လာတဲ့ဦးနေမတက်ဘူးဒီမှာလေးကျွန်တော်ပေါ်မှာထောက်ပြီးခွဲသေးတယ်ဆိုတဲ့ဒီအကြောင်းဆောင်အရေးပြတဲ့အလူကနေကောက်ကားရဆိုတဲ့ဒီစကားလေးကိုကတော့အုံးနေတာနော်နော်အဲ့ဒီပုံမှာ ဟိုခေါင်းဟိုခေါင်းဖုံးကဆိုတဲ့သူကနော်အကောင်ကကျမကိုဆက်ပဲလာပါတယ်ဟိုကိုစော်ကောင်းကြီးကနေပြီးတော့တို့ဒါကိုကိုစော်ကောင်းကြီးနဲ့သူနဲ့စကားပြောပြီးလို့ကျမကိုဆက်ပဲခိုင်းတာပါဆိုပြီးလို့နှိမ့်နှိုင်းလို့အတွက်ဆက်ပဲခိုင်းတာပါဆိုပြီးတော့ကျမကိုဆက်ပဲလာတယ်နော်ဟိုဒီဒီ body မှာကျမကိုသူတို့မှားခဲ့တယ်ဆိုတဲ့အကြောင်းပေါ့နော်သူမှားခဲ့တာဆိုလို့ရှိရင်ကျမတို့ညနေချင်းဆိုင်ပြေဆုံးပြီးတော့ဒီအခုသူ့ရဲ့လုပ်ချက်တွေသူ့ရဲ့ပြောတဲ့ဟာတွေကမှားခဲ့တာဆိုလို့ရှိရင်ကျမကိုအဒီ baby တောင်းပန်ပါမယ်နောက်ပြီးတော့တရားဝင်ပေါ့နော်ဒီအခုကိုနောင်တော်လေးတို့ကိုနောင်တော်လေးတို့လို့မီဒီယာတွေဒီမျိုးသားရေးသမားတွေပေါ့နော်အဲ့ဒီဟာတွေပေါ်ပြီးတော့မီဒီယာတွေနဲ့သတင်းစာရှင်းလင်းပွဲလေးလုပ်ပြီးတော့တောင်းပန်ပါမယ်ဆိုတဲ့ ဲ့ခါကိုကျမကိုပြောကြခဲ့တယ်ကျမလည်းပြဆက်ပြီးတော့ပြမယ်နော်ဒီကိစ္စလေးကိုကျမကလက်လွတ်စပယ်ကဲတယောက်ကတော့တောင်းခံတယ်ပြောတယ်အဲ့ဒါဇော်ဘုံဟင်းအောင်ပါပြောတယ်ကြည့်လိုက်မယ်နော်ဇော်ဘုံဟင်းအောင်ပါပြောတယ်ကျွန်တော်တော့တောင်းမှန်လာရတာပဲဖြစ်စရာပဲကဲအမဆပ်ကျွန်တော်ဒီနေရာကနေရဲရဲကိုတော့ရဲတယ်ဒါမှဇော်ဘုံဟောင်ကွာကျွန်တော်ကတောင်းမှန်လိုက်တယ်ဆိုလို့ရှိရင်ကိုအတက်ကိုကိုတက်ပြီးတော့မှတည်သွားမယ်။ဟာအဲ့တော့ကျွန်တော်အားပေးဝင်းရနေတဲ့လူတွေ Facebook မှာတင်နေတာ၄အဲ့လိုပြောနေတာ၄ကိုမယုံကြည်ပါနဲ့ကဲရှင်းပြီနော်ဆိုတော့ဟင်းပြောရတာဒါပေမဲ့ဒီနှစ်ယောက်ပွဲမှာနှစ်ယောက်လုံးကတော့ကျွန်တော်တို့ Don't Hang Air ဆိုနဲ့ကြည့်မယ်ဆိုရင်ရန်သူတွေကြီးပဲဒါပို့ရင်လည်းပြောတာဟုတ်နော်ဆိုတော့ဟင်းဆိုလဲ Don't Hang Air ဆိုနေနဲ့ဖမ်းလို့ရရင်ဖမ်းမဲ့လူမျိုးပဲအဲဟိုမိုးမိုးခိုင်ဆိုပို့ဆိုလဲဘယ်မှာပပလေးစပါမိုးမိုးခိုင်ရတော့ဒါပေမဲ့တို့တို့နှစ်ယောက်ကိုကျွန်တော်တို့ကရန်သူဆိုတဲ့အမြင်နဲ့မကြည့်ပဲနဲ့တို့ဘက်အချမ်းကနေအမြင်နဲ့ဝဲကြည့်ပေးမယ်ဆိုရင်တော့ဇော်ဘုံဟင်းဘက်မှာအပြည့်ဝရှိတယ် ဒါဟိုကျွန်တော်တို့ပဲအချမ်းအမြင်တာမဟုတ်ဘူးနော်သူတို့ပဲအချမ်းအမြင်တယ်ဇော်ဘုံလည်းပဲအပြည့်ဝရှိတယ်ဒါပေမဲ့ဒီမိုးမိုးခိုင်တို့ဘာလို့လဲလောက်ရတဲ့ကြည်တိုင်းပြည်အတွက်ပြည်သူအတွက်လုပ်နေကြတာမဟုတ်ဘူးကိုဂျိုးရလို့ကိုဂျိုးရဖို့အတွက်နော်အမျိုးသားရေးဆိုတဲ့နာမည်တွေနဲ့အလွဲတုံးစားလို့ပြီးလို့ရှိရင်ဘာမင်းအောင်မင်းအရှိမအလန်ကြီးနဲ့ကလောက်ကစောက်ပေါလို့လို့စောက်ယူလို့လို့ဒီလိုဟာမျိုးတွေကပါတီတစ်ခုရဲ့ခေါင်းဆောင်ပဲဟာတေရောပါဗျာဟမ်သူများနိုင်ငံနော်လာတဲ့ဒီလွတ်တော်အမတ်တွေပါတီနဲ့တွဲဆုံစကားပြောမယ်ဆိုရင်တော့ဒီမြန်မာနိုင်ငံကောင်တွေခေါင်းဆောင်တွေကြောက်ကြောက်တွေပါလားဒီလိုကောင်တွေခေါင်းဆောင်တွေဟာမင်းတို့မြန်မာခေါင်းဆောင်တွေပါ ဲ့လိုပြောကန်ထင်းမဲ့ဘောကနော်ကြိတ်မုံမုံခိုင်တို့ဟာမျိုးဆိုဒါကြောင့်မလို့ဒီမုံမုံခိုင်နဲ့ဇော်ကောင်းခိုင်နဲ့ပြဿနာဆိုရင်တော့ဒါဇော်ကောင်းခိုင်ဘက်ကမင်းတို့ဘောမှလည်းရှိတယ်နော်ဒါငါခံတရားပြောတာနော်ကျွန်တော်ပြောကြတယ်အမျိုးသားရေးသမားတွေကျွန်တော်ကိုချစ်တဲ့လူတွေတိုင်းပြည်နဲ့နိုင်ငံလူမျိုးတက်မလို့ချစ်တဲ့လူတွေပြောတယ်ကိုဇော်ကောင်းခိုင်ကတရင်သာရှင်းလင်းပွင့်နဲ့တောင်းမှန်ပါမယ်ဆိုတဲ့ပုံစံမျိုးနဲ့အတန်တွေထွက်လာတာอืมကျွန်တော်ယောက်ျားပါဟုတ်တော့ဘယ်တော့မှမတောင်းမှန်ဘူး ဟေးဟုတ်တယ်ကျွန်တော်နိုင်ငံနဲ့လူမျိုးနဲ့တမလို့ပုံမှာယက်တီခဲ့တာကဒီမှန်တဲ့ကောင်နော်အဲ့တော့ကျွန်တော်လိုလူမျိုးကတောင်းပန်မလားဗျာစောင့်မျိုးလားဟမ်တောင်းပန်ကြဒူလို့လားနိုင်အဲ့ဒီစောင့်မျိုးရှိလို့လားကဲဇော်ဘူးဟင်းအောင်ပြောရတဲ့အတိုင်းပဲနော်ဒါပေမဲ့ဒါတိုးဘက်ကဖြစ်တဲ့ဟာချွတ်တဲ့ဟာပြောတယ်ဒီနှစ်ယောက်ဖြစ်နေတဲ့ပတ်သက်လို့အာယုံတွဲတာချစ်နိုင်တယ်ပေါ့အာယုံတွဲတာလည်းမဟုတ်ဘူးရှင်းရှင်းပြောရရင်တော့တို့နှစ်ယောက်ဖြစ်နေတဲ့ပုံကစခွက်လုတာ ဇော်ဘုံဟဲကတူရဲ့ဒရုန်းနဲ့တူတွားနေတယ်ဘောမထဲမှာဆိုဇော်ဘုံဟဲကပြောတာဆိုတာနည်းနည်းသူကပြက်သားတယ်အဲသူဟိုနေ့ဖြစ်တယ်သူ့အတူအာရမအကိုသူအားပေးနေတာအားပေးတာပဲဒါတူအကြောင်းပေါ့ဒါပေမဲ့အခုမိုးမိုးခိုင်ဆိုရင်ဇော်ဘုံဟဲရဲ့တဝက်တော်မှာသူတို့စစ်သူတို့အတွက်သူတို့ဘောမဘက်အချမ်းမှာအားကိုးရတာမဟုတ်ဒါတက်တက်ပြက်တနာရှာတဲ့ပုံစံမျိုးဒါပေမဲ့ကျွန်တော်တို့တွေကဒါကိုဘာလို့မြင်ရမလဲဆိုတော့သူတို့အချင်းချင်းတောင်မှသူတို့တွေဟာတော့ခံယူချက်ခိုင်မာချက်တွေနဲ့လုပ်နေကြတယ်ကြည့်အဲ့အောက်ချစ်စစ်သားရဲတွေခင်ဗျားတို့ကြည့် မင်းတို့တွေအောက်မှာအသက်ပေးပြီးနေနေကြတယ်ဒါပေမဲ့မင်းတို့ကိုထောက်တတ်မတော်ချစ်မြတ်နိုးတူပါလို့အိမ်ဘိုးဘိုးခိုင်လို့ဆိုဩနေတယ်အချက်မှာစစ်တမ်းမှာစစ်သားတွေတင်းနေတယ်နော်ရဲတွေတင်းနေတယ်မင်းတို့ကြံမြင့်ခဲ့တဲ့မိသားစုတွေအတွဲအဲ့ဒီစစ်တပ်ထောက်ခံပါတယ်ဆိုတဲ့သူတွေဘာတွေများကိုကြီးထောက်ပံ့မှုလုပ်နေတယ်အဲ့ဒါလေးကိုပေးမြင်နေချင်တာဒါကြောင့်မလို့ဒီဗီဒီယိုဖန်ရီရှင်လုပ်ဖို့နော်အခုလက်ရှိစစ်တမ်းမှာပဲဖြစ်ဖြစ်နောက်တမ်းမှာပဲဖြစ်ဖြစ်နော်တောင်ဝင်ထမ်းဆောင်နေတဲ့မင်းတို့မင်းအောင်ထိုင်ခိုင်းတဲ့မြောင်တောင်ဝင်ထမ်းဆောင်နေတဲ့စစ်သားတွေရဲတွေအနေနဲ့မင်းတို့အရှိတ်ကတေဝါတဲ့စစ်သားတွေရဲတွေ ရဲ့ကြံပြစ်ခဲ့တဲ့မိသားစုတွေဘယ်လိုပုံစံကြရလဲမင်းတို့မင်းအောင်နိုင်အပါဝင်လက်ရှိစစ်တပ်ကိုထောက်ခံပါတယ်တမန်တော်ဖြစ်မြတ်နိုးလူတွေပါလို့ပြောနေတဲ့ကောင်တွေမင်းတို့အဲ့ဒီအရှိကမင်းတို့အရှိကနေအသက်ပေးွားတဲ့စစ်သားတွေရဲတွေကြံပြစ်ခဲ့တဲ့တာသမီမိသားစုတွေအတွက်ဘာတွေကိုကူညီထောက်ပံ့မှုပေးထားလဲအဲ့ဒါအဖြစ်ပဲဒါမျိုးမြင်အောင်ကြည့်ဒါကိုမြင်အောင်ကြည့်မင်းတို့ကိုမျက်ပေးတာပဲတကယ်မျက်ပေးလို့လောက်ရတယ်ဆိုတော့မင်းတို့စစ်သားတွေပေါ့နော်တော်လိုင်းအင်အားစုပဲဆက်မှာမျက်ပေးလို့လောက်ရတယ်လို့မရှိဘူးမျက်ပေးလို့လောက်ရတဲ့ကောင်လည်းလက်မခံချင်ဘူး ခံယူချက်မရှိတော်လိုင်းမှာဘာလို့မပါသေးဘူးပညာတတ်တာပညာမတတ်တာအတားထားအဓိကဒီဘာပဲခံယူချက်ရှိမှတော်လိုင်းကိုလှုပ်ရှင်တဲ့လူကြီးပဲဒါလူတိုင်းရဲ့စိတ်ဓာတ်ဒါကြောင့်မို့လို့နော်တကယ်အသက်ပေးပြီးတော့တိုက်နေရတာရှီလန်းကစစ်သားတွေရဲတယ်အောက်ခြေတက်မတော်သားတွေပေါ့ကနော်အာနာရဝရင်ကောင်းစားမှာကမင်းအောင်နိုင်တဲ့စိုးဝင်းတို့မိသားစုတွေစစ်ပုတ်ချုပ်မိသားစုတွေနော်အဲ့ဒီဂျာနာမှာအယိုးအရင်ကြိုက်ပြီးတော့နေရရအောင်မှာကအခုစစ်တပ်ကိုခုလုံးလို့သူတို့ထောက်ခံပါတယ်ဆိုပြီးတော့မြောက်ပြင့်ပေးခိုင်းခဲ့တဲ့ဒီလိုဘုံမှာနော်အဲ့တော့ခက်ရိုင်းရိုင်းပဲစကားကိုပြောလိုက်တယ် ကောင်းတော့လက်ချောင်းညောင်းတော့လက်ဥလိုပဲမေတို့ဘဝကလက်ဥတဲ့တူတဲ့စစ်သားတွေပဲဘုံမတွေဘဝတော့ကြည့်လိုက်နော်အခုတော့အခွင့်မတက်လို့စက်ခွက်လုပ်နေကြတွေ့နေတာအဲ့ဒါအခြေပဲနော်ဒါကြောင့်မို့စစ်သားတွေရဲတွေတွေနဲ့မင်းစဉ်းစားငါပြောတဲ့စကားကမှားလားမှန်လားကိုယ့်ကိုစဉ်းစားကြခင်ဗျားတို့ကိုစေတနာနဲ့ပြောတာဒီတိုင်းဒီမှာဖြစ်နေတာဘယ်တိုင်းဒီမှာတိုက်တဲ့စစ်ပွဲမဟုတ်ဘူးနော်တီတူတီတူချင်းတိုက်နေတာဘာကြောင့်တိုက်တာစစ်ဘုံချုပ်တွေအာဏာယူတာကိုလက်မခံတဲ့တီတူတွေကိုမင်းတို့ကိုပြန်တိုက်ခိုင်းနေတာ အဲ့ဒါတရားလားမတရားဘူးလားမင်းတို့ထွက်တနက်ပြောင်းကထွက်တဲ့ကြီးစံတွေဘသူတို့ထွက်နေတာလဲဆိုတော့တိကျဖို့လိုအပ်ပါတယ်နော်အတက်ပြီးဈေးမပေါ်ခြင်းစမ်းပါနဲ့ဘဝနဲ့ဈေးမပေါ်ကြပါနဲ့ဒီတိုင်းဒီတိုးတက်ဖို့အတွက်အဲ့ဒီအာနာချက်စနစ်အပြည့်ပြတ်မှရမှာပါနော်